Skyline Data ကြီးတပိင်းမျိုးနယ်ဥရင်တွင်ကြေးရွာစာတင်ကျောင်းကိုစစ်ကောင်စီကမေလ12ရက်နေ့နံနက်ကလေကျောင်းတိုက်ခိုက်လို့ပွဲချင်းပြီးတေဆုပ်သူနှစ်ဒါဇင်နဲ့ဒဏ်ရာရသူတရာကျော်ရှိခဲ့ပါတယ်။ဒါကိုစစ်ကောင်စီဘက်ကလေကျောင်းတိုက်ခိုက်မှုမရှိဘူးလို့ပြောင်းရင်းနေတယ်လို့သူ့လော်ဘီတွေကလည်းစစ်ကောင်စီကလက်တင်မှုတဲ့ကြောင်းရေးကြပြောကြပါတယ်။ဒီလိုပြောဆိုမှုတွေအပေါ်မှာမြစီမဖက်ချက်အဖွဲ့ကသူတည်တနာလှုပ်လေးလာခဲ့ပါတယ်။လော်ဘီပြောတဲ့ချက်တစ်ခုကတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကစာတင်ကျောင်းမှာလက်လုပ်ပုံးတွေပြုလုပ်တာကနေပောက်ကွဲမှုဖြစ်ခဲ့ရတယ်ဆိုတာပါ။ ကိုသက်ကျော်စွာစတဲ့ Telegram Channel တွေကနေအဖြူနဲ့အစိမ်းဆေးတုပ်ထားတဲ့စာတင်ကြောင်းလိုယုံကြည်ရတဲ့အဆောက်အဦတစ်ခုမှာလူငယ်တချို့ PVC ရေပိုက်တွေနဲ့လက်လုပ်ပုံးတွေဆင်နေတဲ့ရုပ်သားဖိုင်တစ်ခုကိုဖြန့်ဝေပြီးစာတင်ကြောင်းဘုံကျဲခံရပါတယ်ဆိုတာလောက်ကျန်တဲ့ဇလန်းဖြစ်တယ်လို့ဖြန့်ဝေနေခဲ့ပါတယ်။ဒီရုပ်သံကိုဧပြီလ29ရက်နေ့ကလေးကစစ်ကောင်စီအထောက်ပံ့ပေးထားတဲ့ဝါရပြန့် lobby channel ဖြစ်တဲ့ ပြည်ပမီဒီယာကနေမကွေးတိုင်းစောမြို့နယ်ကစာတင်ကြောင်းမှာဒေါ်လာရင်းတစ်ဖွဲ့ဝင်တွေလက်လုတ် drop ပုံလုပ်နေကြောင်းဖော်ပြထားပါတယ်။ဒါပေမဲ့အဲ့ဒီဗီဒီယိုမူရင်းဟာ Children New Agency က Ace လူမှုကွန်ရက်မှာမေလ၁ရက်နေ့ကထုတ်ပြန်တဲ့ဗီဒီယိုဖြစ်ပါတယ်။နေရာကိုအတိအကျမဖော်ပြထားပေမဲ့စောမြို့ကစာတင်ကြောင်းတွေပြစ်မှတ်ထားခံနေရတယ်လို့ထည့်သွင်းဖော်ပြထားပါတယ်။ Children New Agency ဆိုတာ Facebook လူမှုကွန်ရက်စာမျက်နှာအင်္ဂလိပ်ဘာသာနဲ့မြန်မာနိုင်ငံနဲ့ဆိုင်တဲ့သတင်းတွေထုတ်ပြန်နေရလွတ်လပ်တဲ့သတင်းဌာနတစ်ခုဖြစ်ပြီး Australia မှာအခြေစိုက်ပါတယ်။ဒီဥဒ္ဒဖိုင်ကိုမူရင်းဖော်ပြတဲ့ TikTok အကောင့်မှာတော့ဖျက်လိုက်တာကိုတွေ့ရ ပါတယ်ဒီအကောင့်တွေကရုပ်သံဖိုင်တစ်ခုထဲမှာဖះဆောင်တဲ့တစ်ခုကိုတွေ့ရပြီးဖော်ပြထားတဲ့စာတွေကိုအပြည့်စုံဖတ်လို့မရပေမယ့်ရှင်ပင်အလိုတော်ပေါက်လို့ရှေ့စလုံးတွေကိုတည်ပြုနိုင်ခဲ့ပါတယ်ရှင်ပင်အလိုတော်ပေါက်ဖះကိုမကွေးတိုင်းစိတ်ဖြူမြူနယ်တွေမှာတွေ့ရပါတယ်ဒါကြောင့်ဩရင်လီကျွရကစာတင်ကြောင်းအခင်းဖြစ်စဉ်ဟာမေလ12ရက်နေ့မှာဖြစ်တာရေ Skyline Data ကြီးတပိန်မျိုးနယ်အတွင်းဖြစ်တာမို့ဖြစ်ပျက်တစ်ခုဟာမတူညီနေရာမတူညီအချိန်မတူညီကြပါဘူး Lobby တွေပြောတယ်နောက်ထပ်စာကြောင်းကတော့ကလေးတွေကိုလူသားတိုင်းပြုလုပ်ပြီး ကျောင်းမှာလက်နက်ခေရင်စမ်းသက်ရမှာကလေးတွေဝိုင်းအောင်ကြည့်တာကြောင့်ထိခိုက်တာလို့ဖြန့်ဝေပါတယ်အဲ့ဒါလို့ပြောဆိုရမှာလက်နက်ကင်ထားတဲ့ကလေးငယ်ပုံတွေလည်းပါပါတယ် ါပေမဲ့အဲ့ဒီပုံတွေကအရင်ကတည်းကပြန့်နှံ့နေခဲ့တဲ့ပုံတွေဖြစ်ကြောင်းတွေ့ရပါတယ်။2022ခုနှစ်မှာ Facebook page တစ်ခုကဖြန့်ဝေထားပြီးဗစီကြီးလေကြောင်းတိုက်ခိုက်မှုတွေကလည်းဒီပုံတွေနဲ့ပဲပွားရဖြန့်ထားတာကိုတွေ့ရပါတယ်။လက်သုံးကြောင်းထောင်ထားတဲ့ကလေးပုံတွေဟာ April 14မှာရတီအောင်အကောင့်ကနေဖော်ပြထားတဲ့လေကြောင်းလက်နက်ကြီးမိုင်းဘေးရန်ရဲ့ရှော့ချကာကွယ်အသိပညာပေးတင်နန်းကပုံတွေပါ။ဒီတင်နှံပြီးတဲ့အကြောင်းကအခုဘုံကျက်ခံလိုက်ရတဲ့အကြောင်းမဟုတ်ပဲခလေးခရိုင်တွေကစတင်အကြောင်းတစ်ကြောင်းဖြစ်ပါတယ်။ လော်ဘီတွေပြောတဲ့နောက်ထပ်စကြောင်းတစ်ခုရှိပါသေးတယ် PDF တွေရဲ့ဘုံခွဲမှုကြောင့်လို့ဆိုတာပါစစ်ကောင်စီလော်ဘီကြော်ဆိုးဦးကနေ PDF ဘုံခွဲမှုကြောင့်ကလေးငယ်များတေဆုံသွားခဲ့သည့်ဖြစ်စဉ်ဆိုပြီးဖော်ပြထားတယ်လို့အဲ့ဒီအထဲမှာကိုပဲအနီးနားမှာလက်နက်တိုက်ရှိရတဲ့အတွက်ပောက်ကွဲတာလို့ပြောထားပြန်ပါတယ် ။အိုးထိန်လင်းကျေးရပြည်သူ့ကာကွယ်ရေးအဖွဲ့ကောင်းဆောင်ကိုမုံစိတ်ကတော့ကျောင်းလေးနားမှာဖုံးဝင်းကျောင်းပဲရှိပြီးဘာလက်နဲ့တိုက်မှမရှိဘူးလို့ပြောပါရယ်။မြစည်းမကဒေသခံတွေကိုလည်းစုံစမ်းမေးမြန်းတယ်လို့အိုးထိန်တွင်စာတင်ကျောင်းတပ်ပုံတွေဗီဒီယိုနဲ့ Google Map ကနေစစ်ဆေးတာမှစာတင်ကျောင်းဝင်းချံတွင်လက်နဲ့တိုက်လို့အဆောက်အဦးမတွေ့ရပါဘူး။ ကျောင်းသားလူငယ်တွေနဲ့ CDN လှုပ်ရှားမှုမှာပါဝင်တဲ့သူတွေစုဖွဲ့ထားပြီးစစ်ကောင်စီလေတပ်ရဲ့လှုပ်ရှားမှုတွေနဲ့ဝင်းစစ်စင်ရေးတွေအကြောင်းကိုစောင့်ကြည့်ပြီးကြိုတင်အသိပေးတာတွေပြုလုပ်နေတဲ့အဖွဲ့ဖြစ်တဲ့ Enemy Aero EAR ကနေလည်းဒါနဲ့ပတ်သက်လို့သတင်းစင်ထုတ်ပြန်ထားပါတယ်။ အီးအာဖော်ပြမှုမှာအဆိုပါလေကြောင်းတိုက်ခိုက်မှုအတွက်စစ်ကောင်စီရဲ့မိထီလာရှန်တဲလီဒက်စကန်မှာမေလ၁၂ရက်နေ့နနက်9:14မိနစ်ဝင်းကြီးကပြန်တက်ခဲ့လို့ MiG 29 Jet Fighter ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအီးအာမှာအတည်ပြုနိုင်သည်လို့ချိန်တိကျတဲ့သတင်းဖော်ပြထားတာပါ။လော်ဘီပြောတဲ့နောက်ထပ်အချက်တစ်ခုကတော့ဒီကာလဟန်လွင်ရသည်ကြောင်းပည့်ရဖြစ်တာကြောင်းကြောင်းမှာခလေးတွေစုနေစီအကြောင်းမရှိဘူးဆိုတဲ့အချက်ပါ။ တပိန်မျိုးနယ်ပညာရေးဘုတ်ဖွဲ့ဝင်တဦးရဲ့ပြောပြချက်အရတပိန်မျိုးနယ်တွေကအမျိုးသားညီညွတ်ရေးအစိုးရဂျားကာလာပညာရေးစတင်ကြောင်းတွေဟာစစ်ကောင်စီရဲ့စစ်ကြောင်းထိုးနေတဲ့အခြေအနေပေါ်မူတည်ပြီးစတင်ရတာဖြစ်တာကြောင့်ပုံမှန်ကျောင်းပွင့်ကြီးပိတ်ချိန်မရှိဘူးလို့သိရပါတယ်ပုံမှန်ကြောင်းဖွင့်ချိန်ပိတ်ချိန်ဆိုတာအာနာမသိငင်အခြေအနေတို့မဟုတ်စစ်ကောင်စီထိန်းချုပ်ထားတဲ့နယ်မြေတွေမှာရှိတဲ့စာတင်ကြောင်းတွေဖွင့်တဲ့ကာလပိတ်တဲ့ကာလကိုဆိုလိုတာဖြစ်ပါတယ် ပညာသင်ကြားတဲ့ကာလနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့စီမှာစစ်ကြောင်းအခြေအနေကိုကြည့်ပြီးတင်ရတာဆိုတော့စာသင်နှစ်တနည်းမပြီးသေးတဲ့သဘောပေါ့နော်ပြည်သူခြေပြူကျောင်းတွေကအဆင်ပြေသလိုတင်ကြားရတာဖြစ်တဲ့အတွက်ပုံမှန်စာသင်နှစ်လို့တော့မဟုတ်ဘူးလို့တပင်းမျိုးနဲ့ပညာရေးဘုတ်ဖွဲ့ဝင်ကပြောပါတယ်ထိခိုက်ပျက်စီးမှုတွေနဲ့ဒဏ်ရာရသူတွေတိတ်ဆုံးသူတွေရဲ့ပုံတွေဗီဒီယိုတွေကိုကြည့်မယ်ဆိုရင်လည်းဖြူစင်းဝေကျောင်းသားကျောင်းသူတွေနဲ့ဆရာမတွေကိုတွေ့ရပါတယ် နောက်ပြီးလွယ်အိတ်တွေစာအုပ်တွေဟာလည်းကလေးတွေကြောင်းတက်နေတဲ့အချိန်ဆိုတာအတီးပြုလို့ရပါတယ်။လော်ဘီပြောတာကြံပါသေးတယ်။ဘုံကြတဲ့အနေအထားဟာတပေပတ်လည်းအပတ်ဝဲဖြစ်သွားတာကြောင့်လေကြောင်းကပစ်ချတဲ့ဘုံမဟုတ်ဘူးလို့ဆိုထားပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီးမြို့သားညီညွတ်ရေးအစိုးရလူခွင့်ရင်ဝင်ကြီးဌာနကမေ23ရက်နေ့မှာမျက်မြင်သက်သေနဲ့လက်ကျန်ဘုံခုံတွေရာစစ်ကောင်စီဟာစင်ကဲပောက်ကွဲတက်တဲ့ cluster ဘုံနှလုံးကိုအတုံးပြတိုက်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်လက်နက်တွေအကြောင်းကိုခွဲခြမ်းစိတ်ဖြာရေးသားလေးရှိရဲ့ tactical radar 2.0ကိုမေးမြန်းခဲ့တာမှာပျက်စီးနေတဲ့အဆောက်အုံနဲ့ဒေတာခံတွေပြပြချက်ရစစ်ကောင်စီတုံးတဲ့ဘုံဟာပေါင်200 900လို့ဘုံမဟုတ်နိုင်ပေ cluster ဘုံဖြစ်နိုင်ကြောင်းဒါပေမဲ့အတိအကျပြောနိုင်ဖို့အတွက်တသက်သက်မှစုဆောင်းရမှာဖြစ်ကြောင်းပြောပါတယ်။ BBC ကနေမေ23မှာဖော်ပြထားတဲ့ အိုးရိန်သင်းရွာလေကြောင်းတိုက်ခိုက်ခံရမှုကိုစမ်းစစ်ခြင်းဆိုတဲ့သတင်းမှာဆိုရင်လဲစစ်ဘက်သူတေသနာတာဝန်ခံကိုနောင်ရိုးကိုမေးမြန်းပြီးသတင်းဖော်ပြထားပါတယ်။ဒီဖော်ပြမှုမှာဘုံဟာလေထဲမှာပေါက်ကွဲတဲ့ဘုံမျိုးစားကိုအသုံးပြုခဲ့တယ်လို့ဖော်ပြပါတယ်။ဒီဘုံတွေကလူများစုဝေးတဲ့နေရာတွေကိုတိုက်ခိုက်တဲ့အခါမှာအသုံးပြုလို့ရှိပြီးပြစ်မှတ်ရဲ့အထက်ပေ30နဲ့40အကွာကလေလူထဲမှာပေါက်ကွဲတာပါ။ ောက်ကွဲလာတဲ့သင်းငယ်တဲ့ဘုံအဆနာတွေကအချိန်ခက်ပြပြင်းတဲ့နေရံတွေကိုဖောက်ထွင်းနိုင်တယ်လို့လူကနာကိုအစိတ်ပိုင်းတွေကိုလည်းဖျက်တောက်လိုက်နိုင်ပါတယ်လို့យေတာထားပါတယ်ဘလို့ဘုံမျိုးစားပဲအသုံးပြုခဲ့ပါစေလုံဝတ်တေချာတာကတော့စစ်ကောင်စီလေတပ်ဟာအိုးရိန်တင်းရွာစာတင်ကျောင်းပေါ်ဘုံကျဲခဲ့တာပါဒါပေမဲ့စစ်ကောင်စီလော်ဘီတွေကနေအခုလိုစာတင်ကြောင်းမှာလက်နက်တွေရှိလို့ဘုံကျဲချတာ PDF တွေရဲ့လက်နက်ကြောင်းဘုံကွဲတာလေကြောင်းကကျဲချတဲ့ဘုံမှုတ်ကြောင်းတွေကိုအချက်လက်မှားတွေနဲ့ရုပ်တိမရှိမကိုက်ညီတဲ့ဇက်ကြောင်းမျိုးမျိုးဖျက်ဝေနေရတွေကိုစစ်စစ်တွေ့ရှိရပါတယ်။ဒါတွေမကသေးပါဘူး။ ဒီဖြစ်စဉ်အကြောင်းကိုရေးသားဖော်ပြတဲ့မီဇီမာပါဝင်သတင်းဌာနတွေရဲ့ Facebook လူမှုကွန်ရက်ဆာမျက်နှာတွေမှာလည်းအွန်လိုက်ချင်းလိုက်သတင်းမှ comment တွေပေးကြပါဗျ။ဒီလိုမှတ်ချက်တွေမှာလေကြောင်းတိုက်ခိုက်မှုကလောက်ကျန်ဇလန်းဖြစ်ကြောင်း PDF တွေရဲ့ဘုံကွဲတာဖြစ်ကြောင်းចောင်းသားတွေကိုတမင်အုံချတာဖြစ်ကြောင်းចောင်းပွေချိန်မဟုတ်တာကြောင်းထိခိုက်သေဆုံးသူတွေဟာចောင်းသားចောင်းသူတွေမဟုတ်ចောင်းတွေအပြင်မျိုးသားညီညွတ်ရေးအစိုးရ NUG မှာတာဝန်ရှိနေပြီးအပြစ်တင်တဲ့မှတ်ချက်တွေမီဒီယာတွေကိုဥတီတိုက်ခိုက်တာတွေကိုလည်းတွေ့ရပါတယ် ဒီလိုမှတ်ချက်ပြုတဲ့အကောင့်တွေကိုဝင်ကြည့်မယ်ဆိုရင်လည်းအများစုကတော့ဝင်မရပဲပိတ်ထားတာတွေကိုတွေးရပါတယ်။စင်လာတိုင်းမှာစစ်ကောင်စီလက်အောက်ခံ MRTV နဲ့မြဝတီသတင်းတွေမှာတော့စစ်ကောင်စီကတပင်းမျိုးနဲ့အိုးရင်တင်းရွာမှာစာတင်ချောင်းကိုလေချောင်းတိုက်ခိုက်တာမရှိဘူးလို့ညင်းဆိုထားပါတယ်။လွတ်လပ်ပြီးအမေကိုကင်းတဲ့မီဒီယာတွေမှာတော့ဒေသခံတွေကိုမေးမြန်းပြီးသတင်းဖော်ပြကြတာမှာစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပုံချတိုက်ခိုက်သွားတာဖြစ်တယ်လို့တင်းကြီးတညွတ်တဲ့သတင်းဖော်ပြထားတာကိုတွေးရပါတယ်။ပြူရင်းပြပါသတင်းဌာနတွေမှာလည်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တိုက်ဆုံမှုဖြစ်ဖော်ပြထားကြပါတယ်။ မြည်စိမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်ဆေးစေခြင်းတဲ့တင်တွေရှိခဲ့ရင်မြည်စိမကို ပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင်တော့ t.ly/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစေခြင်းတဲ့တင်အကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်လောကမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပြည့်စုံရေးကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။